ျမတို့ရွှန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ဧပြီလလယ်မှာစပြီးအနောက်တောင်ဘက်သို့လေမဝင်ရောက်မီအတွင်အထူးဂရုပြုနေထိုင်ကြရန်မိုးစလာသတိပေးတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာဧပြီလလယ်မှာစပြီးအနောက်တောင်ဘက်သို့လေမဝင်ရောက်မီအတွင်အထူးဂရုပြုနေထိုင်ကြရန်မိုးလေဝသနဲ့ဇလာပေတိုင်းညွှန်ကြားမှုဦးစီးဌာနမှဧပြီလ15ရက်ကမိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်ပြီးကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်3/4မြင်းဆောင်2025အဖြစ်အသိပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံအရရဲ့တွင် မိုးချိုကာလဖြစ်တဲ့ဧပြီလလယ်မှာမြန်မာနိုင်ငံသူအနောက်တောင်ဘက်သို့လေမဝင်ရောက်မီအတွင်းလေတုမငြိမ်မသန်မှုများနေရပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှအပူပြန်တက်တိမ်များဖြစ်ထုံးပြီးမိုးလယ်ညနေပိုင်းတွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းလေပင်များတိုက်ခိုက်ခြင်းလေပြင်းနှင့်အတူထိချုံခြင်းမိုးချိုပြခြင်းလျက်စီလက်ခြင်းမိုးသီးတွေ့ခြင်းနှင့်နေရာကွက်ကြားမိုးထိချုံရွာခြင်းဖြစ်စဉ်များဖြစ်ပေါ်နိုင်တယ်လို့အသိပေးထားကြောင်းသိရပါရဲ့ရှင်